ကျွန်မကတော့သာသနာပြုစိတ်ဘောတီလာရှိအသင်္ကိုင်းမှာဆစ်စတဲ့ဂျက်စီကာဖြစ်ပါတယ်။ခုလောလောဆယ်ကျွန်မတာဝန်ကြတာကတော့လာရှိုးသာသနာရက်ွက်ခွင်းမှာတာဝန်ထမ်းဆောင်နေပါတယ်။သဒ္ဒနာပြုစိန်ဘောတိလရှင်အသင်္ကိုင်းကို1990မေ25ရက်နေ့မှာဖာဆီယာရောချားစ်ဘိုကလာရှိုမြို့မှာစတင်တည်ထောင်ခဲ့ပါတယ်။ 1994ခုနှစ်မှာပထမဦးဆုံးလက်ရှိငါးပါးပထမပစ္စာကိုခံယူထိုးထားပါတယ်။အခုလက်ရှိဒီလိုဒီလရှိအပါပေါင်းတရားနဲ့26ပါးအဲ့ဒီဒီမှာဒီအလန့်ပြောတာကျမတို့ဆန်းဆန်းတမဘုရားသခင်ရဲ့အမှုတော်ကိုထမ်းဆောင်နေကြပါတယ်။ဒီထောင်ရချင်းရဲ့အကြောင်းရင်းကတော့အဲ့ဒီချိန်လုံးကဒီလာရှုသဒနာမှာဆိုရင် ဒီရရှိသဒနာမှာရှိနေတဲ့ဒီဘာသာတူတွေဟာသူတို့ရဲ့ဒီအင်္ဂလိပ်တရားတော်ကိုသူတို့လက်ခံခြင်းပေမဲ့ဟိုအဝိညာဉ်ဆာငါနေပေမဲ့လည်းအဲ့ဒီအချိန်မှာရဟန်းတော်တွေကနဲပါတဲ့အတွက်ကြောင့်တော့မလုံမလောက်ဖြစ်နေတယ်ပြီးတော့ဒီလမ်းပန်းဆက်သွယ်ရေးတွေလည်းအရန်ခက်ခဲတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီဖုံးတော်ကြီးအရောက်ပေါက်နေတဲ့ဖုံးတော်ကြီးတွေရှားပါတဲ့တော့အခက်ခဲတဲ့နေရာတွေမှာသာသနာပြုဖို့ဆိုပြီးတော့မှစိန်ဘော့အတင်းခိုင်းကတောင်းရချင်းဖြစ်ပါတယ် င်မန္တလေးပါဒလရန်ကုန်တာပလောတီတာပလောမြစ်ကြီးပါဒလပသိမ်တာပလောဖအန်တာပလောဒီတာလာရင်လည်းကျမတို့အမှုတော်များကိုထမ်းဆောင်နေကြပါတယ် ကျမတို့ရဲ့ဒီအသင်တန်းရဲ့ရည်ရွယ်ချက်အတိုင်းပဲဒီခက်ခဲတဲ့နေရာတွေဇလန်ဘာဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေမှာပေါ့နော်အဲ့ဒီလိုမျိုးဖြစ်ဟိုသွားသွားဖို့ခက်ခဲတဲ့နေရာတွေဖုံးတော့ကြီးအရောက်ပေါက်နေတဲ့နေရာတွေဖြစ်တဲ့ဝါပြည်တို့ရခိုင်ပြည်တို့နောက်တော့မြန်မာနိုင်ငံရဲ့နယ်စပ်တွေမှာကျမတို့တာဝနာပြုကြပါတယ်ဒါမဲ့အခုဒီမြန်မာနိုင်ငံရဲ့အခြေအနေကြောင့်ပေါ့နော်တချို့ကျမတို့ရဲ့တာဝနာပြုလုပ်ငန်းတွေကိုရဆိုင်ရတာတွေလည်းရှိပါတယ်ဒါမဲ့ဒီနည်းနည်းမိန့်ချတဲ့နေရာတွေဆိုလို့ရှိရင်တော့ကျမတို့ရဲ့မြန်မာ တွေကအသုံးခွန်ဆိုင်တဲ့ဒီသာသနာပြုလုပ်ငန်းတွေကိုလည်းဆက်လက်ပြီးတော့မှစူးစမ်းပြီးတော့မှအမှုထံထမ်းဆောင်နေကြပါတယ်။ ဟုတ်ကဲ့ကျမတို့ရဲ့ဒီအသင်္ကန်းရဲ့ကာရစင်ဖြစ်တဲ့အဲသခင်ခရစ်တော်ရဲ့အကြောင်းကိုလုံးဝမသိတဲ့သူနဲ့စီးပေမဲ့လည်းလုံးလုံးလောက်လောက်မသိတဲ့သူတွေစီမှာကျမတို့သာသနာမှုတော်အမှုတော်ထမ်းဆောင်နေကြတယ်ပြီးခဲ့လို့ရှိရင်ကျမတို့တွေဒီ visit ပေါ့နော်ကျမတို့ဒီမိသားစုတွေစီမှာသွားပြီးတော့မှကျမတို့အလဲပတ်သွားတယ်အလဲပတ်သွားပြီးတော့မှသူတို့နဲ့တွေ့ဆုံပြီးတော့မှရင်းနှီးမှုတွေယူတယ်ပြီးခဲ့လို့ရှိရင်သူတို့အတွက်ဆုတောင်းပေးတယ်မိသားစုတွေရဲ့ ရင်ဖွင့်နိုင်လေကိုကျမတို့နားထောင်ပြီးတော့ခွန်အားတွေပေးတယ်နှစ်သိပ်ပေးတယ်ပေါ့နော်ကျမတို့အဲ့ဒီလိုမျိုးတွေလုပ်တယ်ပြီးခဲ့လို့ရှိရင်ဒီဘုရားတရားပေါ်ရောနေတဲ့သူတွေကိုလည်းကျမတို့ဒီဘုရားစင်ဘုရားတခင်စီမှာရောက်အောင်ကျမတို့တွေကမြင့်တတရားနဲ့ပြန်ခေါ်ဆောင်ပြီးတော့မှအာစူးစမ်းအထောက်အကူကြပါတယ်ကြိုးစားနေကြပါတယ်အဲ့ဒီသာသနာပြုနေကြပါတယ် ကျမတို့ဒီဂါရဇင်ဖြစ်တဲ့ခုနကတော့မိသားစုတွေစီမှာသွားရောက်ပြီး visit တွေလုပ်တယ်အလေပတ်သွားတဲ့အချိန်မှာခုလိုမျိုးအခြေအနေတွေအတွေ့အကြောင်းဒီမိသားစုဝင်တွေကကျမတို့တွေကိုလက်ခံစကားပြောဖို့ရန်အတွက်ခက်ခဲတဲ့အချိန်တွေရှိတယ်အပြီးခဲ့လို့ရှိရင်ကျမတို့ဒီတနေရာနဲ့တနေရာသွားရောက်ပြီးဟောပြောဖို့ရန်အတွက်နယ်လဲဖို့ရန်အတွက်ဆိုလို့ရှိရင်လန်ခီတွေကတချို့နေရာတွေမှာဆိုလို့ရှိရင်သွားဖို့ရန်တဲ့အခုအချိန်မှာခက်ခဲတဲ့အတွေ့အကြောင်းကျမတို့အတွက်အရင်ကထက် င်တော့ကျမတို့ဒီသာသနာပြုလုပ်ငန်းမှာနည်းနည်းလေးတော့အခက်အခဲရှိပါတယ်။အပြီးခဲ့လို့ရှိရင်ကျမတို့ဒီ ကလေးတွေပေါ့နော်ဘော်ဒါအကြောင်းသူအကြောင်းသားတွေကျမတို့ဒီမှာခေါ်ထားတဲ့နော်ဒီမိဘတွေအနန္တားတဲ့ကလေးတွေဆိုလို့ရှိရင်လေသူတို့ရဲ့အပညာရေးဘာသာရေးဘာပဲဖြစ်ဖြစ်ကျမတို့ကောင်းကောင်းမွန်မွန်ကျမတို့ပြုစုပြောင်းထောင်ပေးဖို့ကျမတို့ကြိုးစားနေပေမဲ့လည်းအခုချိန်မှာကျမတို့ကတချို့ community တွေမှာဒီလိုမျိုးပြေးလွှားတင်းရှောက်ပြီးတော့မှအသူတို့သူတို့ကိုကာကွယ်ဆောက်ရှောက်နေရတဲ့အချိန်မှာကျမတို့လှုပ်ချင်တဲ့ကျမတို့တိုးတက်အောင်လှုပ်ချင်တဲ့အရာတွေကိုလည်းကျမတို့မလှုပ်နိုင်ဘူးအဓိကတော့သူတို့ရဲ့အသက် လုံချုပ်ဖို့အတွက်ပဲကျမတို့တွေကသူတို့ကိုပူပီပေးနေရတဲ့လုပ်နေရတဲ့အတွက်ကြောင့်ကျမတို့အတွက်အခုချိန်မှာတော့တကယ်ပဲအဲ အစိမ်ခေါ်မှုတစ်ခုအခက်အခဲတစ်ခုဖြစ်နေတယ်။ဒီလိုရှိဒီသာသနာလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းဒီနိခင်တို့နော်တော့ဒီလူငယ်တွေအခန်းကဏ္ဍမှာဆိုလို့ရှိရင်ဒီအာလှုပ်ရှားမှုတွေပါတယ်လေကျမတို့တွေကကောင်းကောင်းမမလုပ်နိုင်တော့ဘူးတချို့နေရာတွေမှာလည်းကျမတို့အာရပ်ထားရတဲ့နေရာလေးတွေရှိတဲ့အတွက်ကြောင့်ဒီဘာသာတူတွေအတွက်ရောဒီလူငယ်တွေမိခင်တွေအတွက်ရောကျမတို့သီလရှင်တွေဒီသာသနာပြုနေသီလရှင်တွေအတွက်ပါကျမတို့တကယ်ပဲအခက်အခဲတွေရှိတယ်စိန်ခေါ်မှုတွေလည်းရှိနေပါတယ် ။ဒါကတော့ဒီအသင်္ကိုင်းမှာကျမရဲ့ဒီကာရစင်ဖြစ်တဲ့ဒီအခရစ်တော်ခရစ်တော်အကြောင်းကိုမသိတဲ့သူတွေနောက်တော့ဟိုလုံလုံလောက်လောက်ဒီမသိတဲ့သူတွေပေါ့နော်။ဒီကာရစင်ကိုကျမကအစကတည်းကကျမကစိုက်နေတဲ့တဲ့ကြောင့်ဒီဘက်ကိုကျမကရွေးချယ်ခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲကျမတို့အားလုံးဟာဆိုလို့ရှိရင်ဘယ်သူမှဖျားသခင်ရဲ့အကြောင်းကိုလုံလုံလောက်လောက်သိတာဆိုတာမရှိဘူးနော်။အဲ့ဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ကျမတို့ဒီသိရှိတဲ့ဖျားသခင်ရဲ့ဂျေဆုရောဖျားသခင်ရဲ့ချစ်ခြင်းမြတ်တာကိုဘယ်သူကိုပဲဖြစ်ဖြစ်ကိုယ့်နဲ့နေစားတဲ့သူ တွေကိုဝေမြတက်တည်ခံခြင်းနဲ့ဒီစိတ်ဓာတ်တွေရှိတယ်။အဲဒါကြောင့်မလို့ဒီသင်္ခိုင်းကိုလည်းကျမရွေးချယ်လိုက်တဲ့အတွက်ကြောင့်ဒီသင်္ခိုင်းသူဖြစ်ရတဲ့အတွက်ကြောင့်လည်းကျမအရင်ပဲဂုဏ်ယူပါတယ်။အဲပြီးခဲ့လို့ရှိရင်လည်းเนาะကျမတို့ဒီအခက်အခဲတွေဘယ်လောက်ပဲရှိရှိဒီအသင်္ခိုင်းမှာ ဒီကရစင်ကိုကျမကချစ်မြနိုးတဲ့အတွေ့အကြောင်းကျမခွန်အားရှိပါတယ်ဘယ်လိုပဲဖျားခင်ကျမနဲ့အများအားရှိနေတဲ့အတွေ့အကြောင်းယခုအချိန်ထိလည်းအဲဘယ်မှစိတ်ဓာတ်ကျခြင်းရှိပဲနဲ့ဆက်လက်ပြီးတော့မှဒီအင်္ဂလိပ်တရားကျမပြောတဲ့လူတွေမိစားတဲ့သူတွေကိုကျမဟောပြောတက်ဖြေခံခြင်းနဲ့စိတ်တွေရှိတယ်ဒါကြောင့်ဒီအသင်္ကိုင်းကိုဟိုချင်းအဖြစ်ဒီအသင်္ကိုင်းကိုရွေးချယ်ခြင်းအဖြစ်ကျမဂုဏ်ယူမိပါတယ်ပြောလဲပြောပါတယ် စေဘောတိလရှင်တပါဖြစ်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးအေယုန်ဂေလိတရားဟောပြောတည်တည်ခံခြင်းနဲ့စိတ်ဓာတ်ရှိရမယ်။ပြီးခဲ့လို့ရှိရင်ဒီသူတော်စင်တွေရဲ့ကြင့်ကြံတဲ့ဖြူဖြူချင်းနာခံခြင်းဆေးချင်းဒီတိဆာသုံးပါးကိုခံယူနိုင်တဲ့သူဖြစ်ရမယ်။ အပြီးကလေးရှိဒီမိသားစုဒီအဖွဲ့စည်းနေတဲ့အခါမှာမိသားစုစိတ်ဓာတ်အပြည့်အဝရှိတဲ့ရှိဖို့ဖြစ်ရမယ်ပြီးကလေးရှိဘုရားတရားပါဆိုင်တဲ့သူဖြစ်ရမယ်ဇာတိတာကောင်းမှုလို့ဖြစ်ရမယ်ပြီးတော့ဒီတက္ကသိုလ်ကဆောင်နေတဲ့အောင်မြင်တဲ့သူတယောက်ဖြစ်ဖို့လိုအပ်ပါတယ်အာကျမအနေနဲ့ဆိုလို့ရှိရင်ဘောနော်အခုဒီ ်လူငယ်တွေဟာဆိုလို့ရှိရင်တော့စွန့်လွန်စွန့်စားခြင်းနဲ့စိတ်တွေအများကြီးရှိတယ်အစွန့်လွန်စွန့်စားခြင်းနဲ့စိတ်ရှိတယ်ဘာဖြစ်လို့အခုဒီကျမတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုလူငယ်တွေဟာဆိုလို့ရှိရင်ဘုရားသခင်ရဲ့အကြောင်းတွေကိုမသိကြဘူးဒါကြောင့်မို့ကျမတို့တွေအားလုံးကကျမတို့နဲ့ဘဝချင်းတူဖို့လူငယ်တွေအများကြီးဟာသူတို့တွေဘုရားရဲ့အကြောင်းတွေကိုမသိဘူး အဲ့တော့ဖျားရဲ့အကြောင်းတွေကိုလုံ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 လားမပြောဘူးအဲ့ကြောင့်မလို့ကျမတို့တွေကရေငုံလှုပ်ပိတ်နေလို့မရပါဘူးเนาะအဲပုံကျွန်ပေါ်တစ်စက္ကန့်လည်းပြောခဲ့ပါတယ်ရေငုံလှုပ်ပိတ်နေလို့အဲ့ကြောင့်မလို့ ဘလို့ပဲဖြစ်ဖြစ်ဒီအသက်ရှင်နေတဲ့အချိန်မှာဒီဖျားပေးတဲ့ဒီကျေးဇူးတော်နဲ့ဒီဖျားသခင်ဒါကျမတို့ကိုခေါ်ထားတဲ့အာဒီ mission လုပ်ငန်းဆိုတဲ့ဒီသာသနာပြုလုပ်ငန်းအတွက်လူတိုင်းလူတိုင်းမှာတာဝန်ရှိလို့ပဲကျမတို့လည်းကြာရနေရမှာအာရောင်းလိုက်လဲကျမတို့အစွမ်းဖျားပေးတဲ့ဒီကျေးဇူးတော်အစွမ်းနဲ့အဲဒီလိုအပ်နေတဲ့သူတွေဖျားအကြောင်းမသိတဲ့သူတွေအဖျားအကြောင်းကိုလုံးဝမသိတဲ့သူတွေကိုကျမတို့ဘဝကိုအာပေးဖို့ကြပါရအောင်လို့ကျမကနေပြီးတော့မှလည်းတိုက်တွန်းချင်ပါတယ်